အမေစီခုနှစ်သားကြီးအားလုံးရဲ့တဏိတာမှာကဲအကျိုးပြရာကောင်းနေတဲ့လုပ်ငန်းတွေ အလုပ်တွေကိစ္စတွေကံကောင်းလက်ရှင်အောင်အပြုဝိစဉ်30တင်းတဲ့အကြောင်းလေးတွေတဏိတာကံကောင်းလက်ရှင်စီတဲ့ကနန်းတွေနံပါတ်တွေကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့အတွက် ပြုလုပ်သင့်တဲ့ရေတရားကဲအထောက်ပံ့ရရှိစေဖို့အတွက်လှုပ်ဆောင်သင့်တဲ့ရေတရားလေးလေးစသဖြင့်ကျွန်တော်နေ့စဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်မိတ်ဆွေကုနေသားမီးပေါင်းဘေးကင်းကျန်းမာချမ်းမြေ့ပြည့်စုံနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းစီတဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေခမညာဒီနေ့2025ခုအောက်တိုဘာလ နှစ်ရက်ဂျာဇာမင်းနေ့တနေ့သာအတွက်တနေ့သာဟော်စတယ်လေးဖြစ်ပါလေဗျာဒီနေ့ဟာခုနှစ်သမီးမိတ်ဆွေများအနေနဲ့မြေပဲကြောင်းထုံးအဝေရောကိစ္စအစမ်းစီစေးသားရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာအလုပ်တွေဘွေးသားလုပ်ငန်းတို့ပညာရေးလုပ်ငန်းတို့စောက်လုပ်ရေးလုပ်ငန်းတို့ပြုလို့ဆောင်ရွက်သေးသောနေ့ဖြစ်ပါလေဒီနေ့တို့ကန်ရရဲ့အထောက်ပံ့ရသည်ဖို့ ဆိုရင်အဝါရောင်ညညုံရောင်များများပါတဲ့အဝိစားသုံးဆောင်တွေကိုအာပြုဝစ်စင်သုံးဆွဲတင်ပါတယ်ဒီနေ့တနေ့သာအတွက်ကံကောင်းလက်ရှင်စေတဲ့ကနန်းတွေနံပါတ်တွေကတော့၅ကနန်း၃ကနန်းတို့ဖြစ်ကြပါတယ်ဒီနေ့မှာဝိစွေတွေရောင်းကုန်ပစ္စည်းတွေရောင်းကားတွေတက်စီဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေလုပ်ငန်းသုံးပစ္စည်းတွေကို အစင်းပြေရမှန်လေးတစ်ချက်နဲ့ဘာမှန်ဖြစ်ဖြစ်ကြည်မှန်သေးသေးကြီးကြီးမှန်လေးတစ်ချက်နဲ့တို့ခောက်ပြီးတော့ဇူတော်ပါဒီနေ့တနေ့တော်အတွက်ကံပွင့်ကံမြင့်ဈေးဖို့အတွက်ဆိုရင်မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူ အပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ပေါ့စီစမှုသာဘိမုံတမျိုးမျိုးလူရန်ဒါနာပြုခြင်းအဖြစ် ကံရရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုစိတ်နှပြချမ်းမာချမ်းသာစွာဖြစ်လဲလိုရာဆန္ဒမှန်သမျှကြည်ဝတော်မူနိုင်ကြပါစေခမညာ